ားလုံးမင်္ဂလာပါဓမ္မကုတုချန်နယ်မှကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာအူနုရေးသားထားတဲ့ကာမတဏဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်အပိုင်း26ချမ်းသာတပည့်ဆင်းရဲတပိတ်သာမောင်မြင့်စွေဟာအလောက်ကနှုတ်ထွက်ခွင့်စာတင်ထားပေမဲ့ နှုတ်ထွက်ခွင့်ပြုတဲ့အမိတ်ကြမလာသေးတဲ့အတွက်ရက်လယ်စွန့်ကြွေပြီးတဲ့နောက်တနေ့ညောင်တုံးကိုခဏပြင်သွားရတယ်။သားပြင်သွားပြီးတဲ့နောက်ဦးသိန်းလည်းတယောက်တည်းဘလက်ကလက်ထိုင်ပေါ်မှာထိုင်ရင်တန်ဝေကရနေပါတယ်။အိမ်နောက်ပြုတယ်ဆိုတာဟာလက်ဆက်သက်တော့ကိုတော်ကကိုရှာလိုက်တာပါပဲလား။သားသမီးမရသေးခင်လင်ကမရအတွက်မရကလင်အတွက်တော့ကတွေအမျိုးမျိုးဖြစ်ရတယ်။သားသမီးတွေရလာတဲ့အခါကျတော့ဒီတော့ကတွေအပေါ်မှာ သာသမီတွေအတွက်ဒေါကတွေထပ်ဆင်ပြီးတိုးလာကြပြန်တယ်။အဒီလိုနေစဉ်နဲ့အမျှဒေါကတွေဖြစ်နေရတဲ့အထက်မိသားစုတွေကတယောက်ယောက်များတည်သွားမှဖြင့်ကျင်းရတဲ့လူတွေမှာဥအသေးတွေကျွမ်းသားတော့မလောက်ပတိဒီဝါမီတွေအလောင်ခံရတယ်။အိမ်နောက်တဲ့တိုင်းမှာစည်ရင်ဆောက်ကလေးတစ်ခုထားပြီးနေစဉ်နေတိုင်းစိတ်ချမ်းသာကိုချမ်းသာဖြစ်တဲ့အခါအတာမထားလိုက်စိတ်ဆင်းရဲကိုဆင်းရဲဖြစ်တဲ့အခါအတာမထားလိုက် အဲ့ဒီလိုသာအမှန်မှန်မှတ်သားမယ်ဆိုရင်တနည်းကုံလို့စင်ရင်ရှင်းတဲ့အခါအိမ်တောင်ဆိုတာချမ်းသာတပဲစင်ရဲတပိတ်တာပါပဲလို့တွေးကြမှာပါပဲအဲ့ဒီချမ်းသာတပဲစင်ရဲတပိတ်တာရှိတဲ့ဘဝတန်တရားကြီးထဲမှာတလင်းလင်းနဲ့လှိမ့်ကြရင်ဒီအိမ်တော်တွေဟာအိုလာကြတယ်ပြီးတော့နာလာကြတယ်ပြီးတော့တည်သွားကြတယ်ဒီအိမ်တော်တွေဟာသူတို့ရဲ့လောကအဖုံဖုံး အကြောင်းအမျိုးမျိုးတွေပိတ်ပင်တားဆီးထားတဲ့အတွက်တန်တရာဝက်စင်းရဲတွေကလွန်မြောက်စေနိုင်တဲ့အာဂုတ်ကလေးတစ်ခုတော့မသေးခင်ရအောင်ယူမသွားနိုင်ရှာကြဘူးသာသမီတော်ကလင်တော်ကမယားတော်ကအစရှိတဲ့တော်ကမျိုးစုံတွေရဲ့အနှိမ့်ဆက်ကိုနေရှိသည်မြနာရှိသည်မြစက္ကန့်ရှိသည်မြခင်နေကြတဲ့အတွက်ဒီအာဂုတ်ကလေးတစ်ခုခုရအောင်အာထုတ်ဖို့ဆိုရတော့ဝေရော အပန်ပန်ပဋိတန်နေရတဲ့ဆင်းရဲ့ ိုရတဲ့ဆင်းရဲတည်ရတဲ့ဆင်းရဲချစ်တဲ့သူတွေနဲ့ကြွေကွင်းရတဲ့ဆင်းရဲမချစ်မနစ်သက်တဲ့သူတွေနဲ့ပေါင်းတင်ရတဲ့ဆင်းရဲငရဲတိရိစံပြိတ်တာအတူတကယ်ဆိုတဲ့အပယ်လေးပုံကိုကြားရတဲ့ဆင်းရဲအစမထင်အောင်ရှည်လျားလှတဲ့တန်တရာကြီးတစ်လျှောက်လုံးမှာကိုယူခဲ့တဲ့တန်တရာကျွေးဟောင်းတွေကို ပြန်ဆင်းရတဲ့အနေနဲ့မဝတဝဆုပ်ဆုပ်ပြက်ပြက်နှုံနှုံချာချာ အောက်ကြနောက်ကြနေရတဲ့ဆင်းရဲကိုအင်းကချိုချိုတက်တက်ဖြစ်ရတဲ့ဆင်းရဲအဖန်အစီအချုပ်နှောက်ခံရတဲ့ဆင်းရဲအနှိမ့်အဆက်အသက်ပြက်ခံရတဲ့ဆင်းရဲတည်ခြင်းစိုးအမျိုးမျိုးနဲ့တည်ရတဲ့ဆင်းရဲဝေဒနာအဖိစီအနှိမ့်ဆက်ခံရတဲ့အတွက်လူတန်းစိတ်လူစင်မီအောင်မနေရတဲ့ဆင်းရဲတပတ်သားတွေကတပုတ်လေလွင့်ပြစ်တင်ရှုတ်ချခဲ့ကြတာတွေကိုခံရတဲ့ဆင်းရဲ အဆရှိတဲ့တန်တရားဝဆင်းရည်တွေဟာအင်မတန်ကြောက်စရာကောင်းမှကလားလို့တွေးပြီးကြောက်လာတဲ့တန်ဝေကညံကလေးလောက်ရရုံတော့ဒုက္ခမြစိတ်အေးလေးနဲ့အာထုတ်မသွားနိုင်ရှာကြဘူးတေးပြီးတဲ့နောက်အပယ်လေးပုံကိုစောက်ထိုးကြခြင်းလဲကြမတက်နိုင်တော့ဘူးဖြစ်ချင်ရာဖြစ်ပါစီတော့กว่าဆိုတဲ့သဘောမျိုးနဲ့တန်တရားကြီးကို လှည့်မကြည့်နိုင်တော့ပဲမျက်မှောက်ပွားကလေးကိုသာကြည့်ပြီးတွားကြရရှာတော့တာပါပဲငါလည်း ဒီလိုလူတွေ ਨੇ တလီတဲ့စီးသွားကြရရှာဘဝတဲကိုရောက်တော့မလို့နည်းနည်းပဲလူတော့တယ်အတိတ်ကုသိုလ်ကံကလေးကကယ်လိုက်တဲ့အတွက်ဒီကျေးဇူးရှင်မကြီးမခင်မီနဲ့တွေ့ပြီးငါရဲ့အကိုရာအစ်ကြီးဖြစ်တဲ့မဲ့ညံဖုန်ညံကိုငါရလိုက်တာပဲသူနဲ့မတွေ့ခင်တော့ကဆိုရင်ဒီညံတွေဆိုတာအကိုရာအစ်စ်တွေလို့လေငါမသိခဲ့ဘူးဒီညံတွေရအောင်အထောက်ရတဲ့ကျင့်စဉ်တွေဟာစင်ရဲကလွမြောက်ခြင်းတဲ့လူတိုင်း အားထုတ်ရမယ်တရားတွေပဲဆိုတော့ငါမသိခဲ့ဘူးတိဖို့နေနေတတငါကြားအောင်မကြားခဲ့ဘူးသူနဲ့တွေ့တော့မှာပဲဒီတရားတွေနဲ့ငါနဲ့တွေ့ရတော့တာပဲဒါပေမဲ့ငါရထားတဲ့မဉ္ဉံဘုံဉ္ဉံတွေဟာမလုံလောက်သေးဘူးဒီမဉ္ဉံဘုံဉ္ဉံလောက်နဲ့သာဆိုရင်ငါဟာငရဲတိရိစံပြိတ္တာအတုရကဲဆိုတဲ့အပယ်လေးပုံကသာလွတ်ယုံရှိသေးတယ်။ဟိုနာတေပေးဆိုတဲ့စင်ရဲတွေနဲ့နောက်ထပ်ခုနှစ်ဘဝလောက်ငါတွေ့ရအောင်မယ်။ ငါမတွေ့ကြတော့ဘူးဒီစင်းရဲတွေကိုငါအကြကြီးကြောက်သွားပြီဖြစ်နိုင်ဒီဘွားမှာပဲဒီစင်းရဲတွေကငါလွတ်ချင်ပြီဟိုနာတေခွဲဆိုတဲ့စင်းရဲတွေရှိနေသေးတယ်မြဘယ်ဘွားမှမကောင်းဘူးဒါကြောင့်မို့လဲရှင်တော်မြတ်ဘုရားကစင်းရဲတွေထဲကတဝဲလေလေဖြစ်နေကြရတဲ့တတ္တဝါတွေချမ်းသာအစစ်ကိုညင်ညင်မျက်မှောက်ပြုကြပါစေဆိုတဲ့မဟာကရုဏာတော်ကြီးနဲ့တိလအချင်းရှိကများဖြစ်၎င်း အချားမြင်များကများဖြစ်၎င်းတည်ကြည်မှုတမာတိရကများဖြစ်၎င်းစိတ်ငြိယာ၌ဤကများဖြစ်၎င်းယဟန်သည်အတဝောကုန်ခန်းသောယဟနာအဖြစ်သို့မရောက်သေးသည်။ပုရုษင်တို့မမီဝဲအပ်သော အနာဂါမိဖိုချမ်းသာကိုရပေ၏ဟု၍မရက်နာလိုက်ပါနှင့်လို့ဟောကြားတော်မူခဲ့ပြီ။အဲဒီတော့ငါလေသောတာပတ္တိမဲ့လောက်ကလေးကိုရတာနဲ့အခြေနဲ့ကြီးကျင်နေပြီးရက်နေလို့မဖြစ်သေးဘူး။ ကျေးဇူးတော်ဆုံးဂုံတော်အလျင်ညံတော်အနန္ဒနဲ့ပြည့်စုံတော်မူတဲ့အဲ့စွာဘုရားသခင်ကိုရောမြတ်ကြီးရဲ့အလိုတော်ကြအတိုင်းအခုလို အခွင့်ကောင်းရတော့ဒီဆင်းရဲတွေကမြင်မြန်လော့အောင်ကိုဆန်းရှိတဲ့၍ညံစွမ်းရှိတဲ့ယုံထွက်မှာပဲငါတော်သောတာပတိမတ်ကိုရပါပြီ ဆိုပြီးရေတာခိုလိုက်နေလို့မဖြစ်သေးဘူးဒီကနေ့ပဲငါတတိမောင်းလိုက်ဖိနေတွေ့ပြီးအလောက်ကနှုတ်ထွက်လိုက်တော့မယ် တားပြန်လာလို့မှားစရာရှိတာကလေးတွေမှားပြီးတာနဲ့တပြိုင်နဲ့ရဟန်းပေါင်ကိုဝင်တော့မယ်လို့ဦးသိန်းဟာတခဲနဲ့တန်ဒိဋ္ဌံချလိုက်ပါတယ်။ဒီတန်ဒိဋ္ဌံရာဦးသိန်းဟာလောကနှုတ်ထွက်လာကိုချက်ချင်းစရည်တယ်။အဒီလိုရေးပြီးတတိကိုလိုင်ဖေနဲ့တွေ့ဖို့စောတိတာနဲ့ပရိခေယရှစ်ပါးဝေအောင်ဈေးကိုသွားတယ်။ဈေးကပြန်မင်းဆာစားတော့ပြီးတဲ့အခါဦးသိန်းလည်းသူ့လောကနှုတ်ထွက်စာကိုကင်ပြီးတတိကိုလိုင်ဖေဈေးကိုထွက်သွားတယ်။ ိုလိုင်ဖေနဲ့တွေ့တဲ့အခါကိုလိုင်ဖေမင်းတို့စီမှာဟူလို့လောက်ခဲ့တာဒီကနေ့ဆိုရင်39နှစ်နဲ့9လနဲ့17ရက်ရှိသွားပြီအစိုးရစီမှာအမှုထမ်းရင်အသက်အစိတ်ပဲအမှုထမ်းရတယ်ဟူအမှုထမ်းတာကတော့အနှစ်40နာကိုနှီးသွားတာပဲဒီမှာအလုံးလောက်ခဲ့တဲ့အချိန်အတွင်းမှာဦးကမောင်နိုင်ဖေတို့ရဲ့ပစ္စည်းဆိုရင် မတရားသဖြင့်တွေ့အပ်ကလေးတစ်ချောင်းစက်ကူတွေ့ရကိုတော့မယူဘူးဆိုတာ ပေချမ်းကိုပဲ깟ပြီးပြောရပြောရဥပြောရတယ်။မောင်လိုက်ပေတို့ရဲ့အလုပ်ကြီးဟာမဆုပ်ရအောင်လေဥကိုဆွမ်းရှိတဲ့ပြညံဆွမ်းရှိတဲ့ပြစူးစမ်းပြီးလှုပ်ပေးခဲ့ဆိုတာမောင်လိုက်ပေရဲ့အဖေကိုထုံကောင်းကောင်းသိပါတယ်။မောင်လိုက်ပေလည်းကောင်းကောင်းသိပါလိမ့်မယ်။မောင်လိုက်ပေတို့ရဲ့ကာမဝဆရာကုတုကအင်မတန်ကောင်းတော့အလုပ်ဟာဥလုပ်ခဲ့တဲ့အနည်း၄၀နိဗ္ဗာန်အတွင်အင်မတန်တိုးတက်ခဲ့ပါတယ်။ဒီကနေ့ဆိုရင်လေတွေရောတစ္ဆက် စံစက်တွေရောကိုရောင်တွေရော အားလုံးရဲ့တင်မိုးဟာစေသိမ့်ထတ်တော်မနေပါဘူးအဲ့ဒီတော့မောင်းလိုက်ဖေတို့ရဲ့အဖိုးဦးမြကြီးလက်ထက်ကလေးကထူထောင်ခဲ့တဲ့အလုပ်ကြီးဟာပျက်စီးမသွားရအောင်မောင်းလိုက်ဖေစူးစမ်းပြီးလုပ်ပါဦးပြောတာကလွန်သွားရင်လည်းတိခတ်မှာမောင်းလိုက်ဖေကဒီကနေ့အထိဒီလုပ်ကြီးမှာစိတ်ဝင်စားတာကိုဦးမတွေ့ရသေးဘူးအပျော်ပါးနဲ့ပဲအချိန်ကုန်ခဲ့တာပဲဒီအပျော်ပါးဆိုတာအခုဘဝမှာလည်းလူကိုပျက်စီးစေတတ်တယ် တည်ရင်လည်းအပယ်လေးပုံကိုကျစေနိုင်တယ်။အဲဒီတော့အခုချိန်ကစပြီးမောင်းလိုက်ပြီးအတန်ဝေကရဖို့ကောင်းလာပြီ။တန်ဝေကရပါတော့လို့လေဦးဟာကိုတူကိုသာအရင်လိုသဘောထားပြီးတိုက်တွန်းပါတယ်။ကူးအနေနဲ့ဆိုရင်အလုံးလုံးလာကြပြီဆိုတော့နည်းနည်းလေးပြင်ပန်းလာပြီ။ပြီးတော့လေမခင်မေဆုံးသွားတဲ့နောက်အလုံးဆက်လုပ်ခြင်းစိတ်လည်းမရှိတော့ဘူး။ဖုန်ကြီးလို့ဖို့ပဲတန်တိတ်တန်ချထားပြီးပြီအဲဒါကြောင့်ဒီကနေ့ကစပြီ လှုပ်ထွက်ပြန်စီတော့အလှုပ်ထွက်တဲ့ဆံလေးတခါတည်းယူလာပါတယ်ဆိုပြီး ကိုလိုင်ပေကို စာလန်းပေးလိုက်တယ်။ကိုလိုင်ပေကစာကိုဖွင့်မကြည့်ပဲဟူထွက်လို့မဖြစ်သေးပါဘူးလို့ပြောပြီးရှက်နေတယ်။ထွက်ပြန်စီတော့မလိုင်ပေရဲ့ဖုန်ကြီးလို့ဖို့ဦးမှာပြိကံရှိပါလားဝယ်ပြီးပါပြီလို့ဦးတင်ကပြောတယ်။နောက်၃နှစ်ပဲလှုပ်ပေးပါတော့ဦး၃နှစ်ပြင်ထွက်တော်လို့မလိုင်ပေကပြောတယ်။ သုံးနှစ်မပြောပါနဲ့မောင်းလိုက်ဖေရဲ့ဦးသုံးလာတော့လုံမပေးနိုင်တော့ပါဘူးဦးမအလုလုချင်တဲ့စိတ်ကုန်ပြီဒီတကတော့အတိခံမှမောင်းလိုက်ဖေရဲ့လို့ဦးသိန်းကပြောတယ်ကိုလိုက်ပေးလေခဏလောက်တွေးပြီးဦးထွက်သွားရင်ဦးလက်အောက်ကဘသူများဦးနေရာမှာတက်လုံနိုင်မလဲလို့မေးတယ်ဘာခိုင်ဆိုတဲ့ငွေခိုင်စည်းတယောက်တော့ယူယူတတကလေးပဲမောင်းလိုက်ဖေသဘောကျရင်ခန့်နိုင်ပါတယ်လို့ဦးသိန်းကပြောတယ်မောင်းလိုက်ဖေကကောက်ခါပြတယ် အဒီလိုပြပြီးကဲဦးတနစ်ပဲလို့တော့ဒီတနစ်အတွင် ကျွန်တော်လူကောင်းကောင်းတယောက်ကိုရှာပြရစီလို့ပြောတယ်။ဦးသိန်းကမလုပ်ပြရစီနေတော့မောင်လိုက်ဖေးရဲ့လို့ထပ်ပြီးပြောတယ်။ဒီလောက်ကြီးဒီလောက်ကြီးကျဲလာတာဟာဦးလုပ်ပေးရလဲပါတယ်။ကျွန်တော်တို့ကုသိုလ်ကောင်းလို့ကြီးပဲမဟုတ်ပါဘူး။ဦးထွက်သားပြီးဒီနေရာမှာတွေ့ကြရလို့တင်လိုက်ရင်ပြတ်မှာပဲ။ခြားလာလောက်ကြလို့ဆက်တွေမှာကောင်းတိုင်တလုံးစီနဲ့ကိုရောင်တွေမှာအမိုးတစ်ခုစီချင်ရင်ကန့်ကောင်းပဲလို့ကိုလိုင်းပြေကပြောတယ် ်ဦးသိန်းဟာသူ့အလုံမှာတင်ရောစဉ်အမတန်ကြီးမယ်ကိုလိုင်ဖြစ်တည်တယ်ဒါကြောင့်ဒီလိုပြောလိုက်တာပဲဖြစ်တယ်ဦးသိန်းလည်းခဏကလေးစဉ်းစားပြီးအိမ်မှာပရိခရာရှိပါတာဝယ်ပြီးနေပြီလို့ခက်ဖြစ်ဖြစ်ပြောပြီးသူ့ကောင်ကိုအောက်ဆိုင်ထားတယ်တောင်းလောက်ကြတဲ့အခါကိုလိုင်ဖေကဦးရဲ့သားမောင်မြတ်ဆွေကိုဒီမှာမလုံနိုင်ဘူးလားနဂကတော့စိတ်တလောက်ယူပါသူရနေတဲ့အဆိုးရလက္ခဏာထက်တော့မနေရပါဘူးပြီးတော့လေကျွန်တော်တို့အမတ်တမဲဖြစ်ပြီးတာဝန်ပြည့်နေတာတခုရှိတယ် ကိုစီမဒီလောက်ကြိုးကြိုးစားစားလုပ်ပေးနေတဲ့လူတွေကိုတစ်နှစ်တစ်နှစ်အမျက်ကိုကြည့်ပြီးစုပေးရမယ်။အဲ့ဒါလေဥပဲဆက်လုပ်လို့ဥရဲ့သားပဲလုပ်လို့ဥကြိုက်တယ်လို့စီစဉ်မှာဥတာလုပ်လို့ဥထွက်သွားရင်လေဥအတွက်ငွေ9000ယူပါလို့ကိုလိုက်ပေးကပြောတယ်။ငွေကြောင့်တော့မပြောပါနဲ့မောင်းလိုက်ဖေးငွေအတွက်ပြောနေတာမဟုတ်ပါဘူး။ ဥလဲပင်မဲနေတာနဲ့မက်ကင်မီစုံတာနဲ့တွားတိုက်ဆိုင်ပြီးဥကိုတိုင်ကဖုံးကြီးလို့ဖို့တန်ထိတ်တန်ချထားတဲ့အတွက်ဒီလောက်ပြောနေရတာပါလို့ဥသိန်းကပြောတယ်။ဒီလိုဆိုရင်ဥရဲ့တာမောင်မြစ်စီကကျွန်တော်ပြောတယ်လို့လောက်ပါမလားလို့ကိုလိုက်ပေကထပ်မေးတယ်။မပြောတတ်ဘူး။သူ့လဲလောက်ကထွက်ဖို့ထွက်စာတင်လိုက်ပြီးပြီ။ဒီပြန်လာပြီးဝိနည်းတင်မယ်။ပြီးတော့ဥလို့ပဲဖုံးကြီးဝင်မှာပဲလို့ဥသိန်းကပြောတယ်။ကိုလိုက်ပေလည်း ပြုံးပြီးဥရောသားဖကလည်းဘာတွေများဖြစ်နေကြသလဲအဖေကလည်းဘုံကြီးလုံမယ်သားကလည်းဘုံကြီးလုံမယ်သားဖနဲ့ရောစလုံးဖယားစုများပန်ထားကြသလားလို့ပြောတယ်။ဦးသိန်းလည်းဘာမှပြန်မပြောဘူး။တောင်းလောက်ကြတော့ကဲဦးမောင်မြစ်ဆွေပြန်လာတဲ့အချိန်ခဏဆိုင်ပါဦး။မောင်မြစ်ဆွေပြန်လာတော့ကျွန်တော်ကိုယ်တိုင်တွေ့ပြီးပြောကြည့်ပါဦးမယ်ဆိုပြီးဦးသိန်းရဲ့ထွက်စာကိုပြန်ပေးလိုက်တယ်။အရင်20လောက်ကြာတဲ့အခါမောင်မြစ်ဆွေလောက်က ထွက်ပြီးပြန်ရောက်လာတယ် ကိုလိုက်ဖေလေဝမ်မင်းဆွေနဲ့တွေ့ပြီးသူ့ဖေအလောက်ကထွက်ရင် သူ့ဖေနေရာမှာဝင်လို့ဖို့ပြောတယ်။ဝမ်မင်းဆွေကဖုန်းကြီးလို့ဖို့အတွက်သူ့အလောက်ကတော့ထွက်လာတယ်။အဲ့ဒီတော့ဒီမှာအလောက်ဆက်လို့ဖို့ဆိုတော့မဖြစ်နိုင်ပါဘူး။ဒီကဲမှာဆိုပြီးညင်းလိုက်တယ်။ဦးသိန်းလည်းသူ့နှုတ်ထွက်စာကိုယူပြီးကိုလိုက်ဖေနဲ့တချိန်တွေ့ပြန်တယ်။ကိုလိုက်ဖေကလက်မခံဘူး။တနည်းလောက်တော့လှုပ်ပြပါဦး။ဒီအတွင်းလူကောင်းကောင်းတယောက်ရှာပြရစီလို့အစော့အတင်းတောင်းပန်ပြေလွှတ်လိုက်တယ်။ ဦးသိန်းလည်းအိမ်ကိုပြန်လာပြီးသူ့ဝယ်ထားတဲ့ပရိခရာ၈ပါးရှိမှရက်ရင်တင်ငန်းကိုကန်ကြီးလိုက်တပိတ်ကိုကန်ကြီးလိုက်ရက်တောင်ကိုကန်ကြီးလိုက်နဲ့လုပ်နေတယ်။မောင်မြင့်ဆွေလည်းအနားမှာရက်ပြီးဖေဖေဘယ်တော့လောက်ဖုန်းကြီးလုပ်ဖြစ်မလဲလို့မေးတယ်။ဖေဖေကြံထားတာကတော့လူကလေးပြန်အောင်ပြီးနောက်တနေ့လုပ်ဖို့ပဲ။အခုတော့တမျိုးဖြစ်နေပြန်ပြီကွယ်လို့ဝမ်းနဲ့တန်နဲ့ပြောတယ်။ဘလို့တမျိုးဖြစ်နေရလဲကိုလံပေကပြောလိုက်တယ်လို့သားမေးတယ်။ တနေ့ဆက်လုပ်ပေးပါအောင်ဒီနေ့အတွင်းလူကောင်းကောင်းတယောက်ရအောင်ရှာပေးရစီလို့ရခိုးဦးတင်အတင်းတောင်းပန်လွတ်လိုက်တယ်လို့အဖေကပြောတယ်။အဲဒီတော့ဖေဖေပဲလို့ဆုံးဖြတ်တယ်လေလို့သားကမေးတယ်။ဘယ်လိုမှမဆုံးဖြတ်ရသေးပါဘူး။တနေ့ဆက်လုပ်ဖို့ဆိုတာကတော့အင်မတန်ခက်ခဲနေတာပဲ။မင်းမင်းမေးတည်ပြီးကလေးကတည်ခြင်းတဘောတရားဟာအင်မတန်မြင်နိုင်တယ်။အခုစကားပြောနေရင်တော့တည်သွားနိုင်တယ်လို့ဖေဖေတဘောပေါက်နေတယ်။အဲ့ဒီတော့ဘာမှမလုပ်ချင်တော့ဘူး။ မသေးခင်ဖုန်ကြီးပဲလှုပ်သွားခြင်းနဲ့ဖုန်ကြီးမလှုပ်လဲရပဲတည်သွားမှဖေဖေအင်မတန်စိုးရိမ်နေတယ်လို့အဖေကပြောတယ်။ကိုမလှုပ်ခြင်းလဲထွက်လိုက်ပေါ့ဖေဖေရဲ့အဖေလို့ဒီလောက်စိတ်ပင်ပန်းခံနေရတယ်လေ။သူတို့အလုပ်ကိုဒီလောက်လုပ်ပေးခဲ့ပြီးရင်တော်ရောပေါ့ဖေဖေတောင်းဝန်ချေလာပါပြီလို့သားပြောတယ်။ဒါရောဒါပေါ့လူကလေးရဲ့ဒါပေမဲ့အခုလောက်ရှကုတ်ဦးတင်တောင်းမှန်နေတဲ့သားနဲ့စွတ်ထွက်လိုက်မယ်ဆိုရင်ကတိညူတ္တ ကတဝေတီဆိုတဲ့မင်္ဂလာတရားတော်ကိုတွေ့ဖေးပြီးကျင့်ရမြရောက်မလားဆိုတာကလည်းဖေဖေးစိတ်ထဲမှာဆွဲနေသေးတယ်။မှန်စစ်စစ်တော့ဖေဖေးပုံမှာရောမင်းမင်းမီပုံမှာရောလူကလေးပုံမှာရောသူတို့ရဲ့ကျေးဇူးတွေက မနှဲလာဘူးလို့အဖေကပြန်ပြောတယ်။အဲ့ဒီလိုပြောနေတော့ဆံမြကဓမင်းစလာခေါ်တယ်။အဖေက လူကလေးသာသွားစားချင်တော့ကဖေဖေးမစားချင်တော့ဘူးဆံမြကြီးငါ့ဘူကော်ပီတစ်ခွက်ပဲပို့လိုက်ပါကွာလို့ပြောတယ်။ ။ဖေဖေကလည်းမဟုတ်တာပဲ။စိတ်ညစ်စရာမဟုတ်တာကိုစိတ်ညစ်နေတယ်။လာပါ။ဓမင်းစပါဦး။ဓမင်းစပြီးမှဒီကိစ္စကိုဆက်ပြီးတိုင်ပင်သေးတာပေါ့လို့ပြောပြောဆိုဆိုသူ့ဖေကိုဓမင်းစဖို့ဆွဲခွက်သွားတယ်။ဓမင်းစရင်မမေ့ဆွေလေဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲလို့စဉ်းစားနေတယ်။ဓမင်းစပြီးတဲ့အခါဖေဖေကျွန်တော်ဒီလိုစဉ်းစားလို့ရတယ်။ ိုလိုင်းဖေတို့ပြိမဲ့ငွေ9000ကိုဖိဖိလက်ခံမယ်ဆိုရင်ဖိဖိနေရာမှာကျွန်တော်တနည်းဝင်လို့ပြိမယ်လို့တာပြောတယ်။အဖေလဲတာကိုမျက်လုံးပြူပြီးချင်းရင်ဒီငွေ9000ကဘာလို့ဖို့လဲခွာလို့ပြန်မေးတယ်။အဲ့ဒီလိုမေးပြီးတော့ငါလုတ်ပေးခဲ့တာတွေကဒီ9000ကိုယူလိုက်ရင်အလကားဖြစ်သွားမှာပေါ့။အဖေကအခက်မြင်မြန်ဆက်ပြောတယ်။ဖိဖိကျွန်တော်ပြောတာခဏနာထောက်ပါဦး။ အနောက်နိုင်ငံတွေမှာဖိဖိလုပ်ဖေးတယ်လို့သာလုပ်ဖေးရင်အနည်း၄၀အတွင်း9000မကအောင်ရရမယ်။ဒီမှာတော့အလုပ်ရှင်တွေကလည်းလောဘကြီးရယ်လုပ်သမားတွေကလည်းရရကောင်းစီလို့နားမလဲကြအောင်။ဒါဟာလက်စားတာလည်းမဟုတ်ဘူး။တစိုးလက်ဆောင်ယူတာလည်းမဟုတ်ဘူး။ကိုယ်ရခွင့်ရထိုက်တဲ့ငွေကိုယူတာပဲ။လူသမားတွေကိုနှစ်စဉ်နှစ်တိုင်းစုကြည့်မပေးမိတာသူတို့ရဲ့တောင်းဝပြက်ကွက်မှုတစ်ခုပါပဲလို့တထေးလို့သူကိုယ်တိုင်က ွန်ခံထားတာတခုတည်းနဲ့ပဲဒီငွေဟာဖိဖိစင်စင်ကြဲကြဲတရားသဖြင့်ရကွင်ရထိုက် ရရှိငွေဆိုတာအင်မတန်ထင်ရှားနေပါပြီနောက်ပြီးတော့ဒီငွေကိုပေးပါလို့ဖိဖိကတောင်းတာလားတတိယပေးတာလားကိုမေးတယ်ဖိဖိမတောင်းရပါဘူးကွာသူ့ဟာသူပေးတာပါလို့အဖေကဖြေတယ်ဖိဖိအလုပ်ထွက်မယ်လို့ပြောလိုက်ရင်ဒီငွေ9000တော့ထွက်လာမှာပဲဆိုတဲ့စည်းစနာကိုဖိဖိမှရှိတလားလို့တာကပြင်ပြီးတယ်မရှိပါဘူးလူလေးရဲ့ ဖေဖေပြင်တာကိုတွေးတော့မတွေးမိပါဘူးလို့ဖေကပြန်ဖြေတယ်။အဲ့ရောဒီငွေ၅တောင်းဟာကိုရထိုက်တန်ငွေလည်းဖြစ်တယ်။ကိုကလည်းမတောင်းရဘူး။တတိကိုရိုင်းကလည်းပေးမယ်လို့ပြောတယ်။အလုပ်ထွက်မယ်ဆိုတာဒီငွေ၅တောင်းကိုလိုချင်လို့တော်လန်နဲ့အနေနဲ့ပြောတာလည်းမဟုတ်ဘူး။ဒီလို၆လန့်ဖို့စီစဉ်တာဟာကိုမှအလင်းမရှိဘူး။အဲ့ဒီအကြောင်း၃ပါးအကြောင်းကြောင့်ဒီငွေဟာကိုလိပ်ပြတန်တန်ရှင်းရှင်းနဲ့ကိုယူနိုင်ပါတယ်ဖြစ်ပြီလို့တာကပြောတယ် နေပါအောင်ကတင်ွေရတော့ဘာလို့ဖို့လဲလို့ဖေဖေကမေးရင်မင်းမအင်မတန်စိတ်ဝင်စားတဲ့အဖွဲနှစ်ဖွဲရှိတယ်တစ်ဖွဲကပရိယတ်တိစာပြန်အဖွဲနောက်တစ်ဖွဲကသာသနာရိပ်သာထောက်ပံ့ရေးအဖွဲအဲ့ဒီနှစ်ဖွဲတစ်ဖွဲကို2500စီလုံမယ်မင်းမလဲဒီလူကိုရောက်လျာရကတာရုခုံမယ်ဖေဖေလေအနည်း40အလုံးလုံးလို့ရလာတယ်ချွေနေစာနဲ့မဲဆော့ဖရားရဲ့သာသနာတော်ကြီး စီပင်ပြန့်ပွားရေးကိုဒီလိုထောက်ပံ့လိုက်ရတယ်ဆိုတာတွေးမိတိုင်းဝန်တာမယ်။ဒါကြောင့်ဒီလူကဖေဖေအတွက်ထာဝရကုသိုလ်တော်ကြီးလည်းဖြစ်မယ်။ဖေဖေစိတ်ချမ်းသာဝင်ပြီးကုရတဲ့အတွက်ကျွန်တော်မှလည်းကုသိုလ်တွေအများကြီးရမယ်။ဖေဖေလည်းဖေဖေကြိုက်တဲ့နေ့မှာပဲဆွချင်းပုံကြီးလုပ်နိုင်မယ်လို့သားကရှင်းပြတယ်။အဖေကြီးလည်းသဘောကျတယ်အဲ့ဒီအတိုင်းစဉ်စဉ်ဆရာရှိတာတွေကိုတာဖာနဲ့ရောက်ဟာဒီနေ့မှပဲတတိယခုလိုက်ပင်တဲ့အတိုင်းပင်ပြီးစီစဉ်ကြတယ် ောက်တနေ့မောင်မြတ်ဆွေဟာသူ့ဘေးနေရာမှာအလုပ်ဝင်လုပ်တွေ့အဖေကြီးလည်းတားအလုပ်ခန်းကိုလာပြီးအလုပ်သဘောတွေပြောပြနေတယ်။ပြီးတော့ရုံးအလုပ်သားတွေနဲ့မိတ်ဖွဲ့ပေးတယ်။နောက်ပြီးတော့ဆက်ယုံတွေခိုးတောင်တွေကိုရှောက်ကြည့်ကြတယ်။ညနေအိမ်ပြန်ရောက်ထမင်းစားတောက်ပြီးတဲ့အခါမောင်မြတ်ဆွေကကိုလိုက်ဖေးရဲ့အိမ်ကိုသွားတော့ကမခင်လာနဲ့လေမတွေ့ခဲ့ပါလား။အရှင်တကာကိုလိုက်ဖေးဒီလာတော့ကမခင်လာတယောက်ကနေကောင်းရလားလို့ကျွန်တော်မေးဘူးတယ်။ ကိုလိုင်းပေကလည်းကျွန်တော်မေးတာအောင်မဖြေပဲအိမ်မှာရှိပါတယ်လို့မဖြေချင်းဖြေချင်းဖြေပြီးတခြားစကားတွေကိုလွှဲလိုက်တာနဲ့ကျွန်တော်စက်မမေးတော့ပါဘူးလို့ပြောတယ်။ဦးသိန်းလည်းမခင်လာအကြောင်းကိုပြောရင်မောင်မြစ်ဆွေကိုမေတ္တာရှိနေတဲ့အကြောင်းကစပြီးပြောတင်တလားလို့စဉ်းစားတယ်။မခင်မရဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုဆုံးမထားတာတတိယရတဲ့အတွက်ဒီပိုင်းကိုသူချန်ထားခဲ့ပြီး မခင်လာကလေးဟာအိမ်နောက်ကြာစားကကလေးကဒုက္ခပါပဲတာရဲလို့အစချီလိုက်တယ်။ကမလေးကလည်းငငယ်ရှိသေးတယ်မဟုတ်လား။အိမ်နောက်ကြတော့16နှစ်ရှိသေးတယ်။ဒါနဲ့ရွယ်တူပဲလေ။တွေ့ကြည့်ပါလား။ဒါ7ရက်တုန်းက16နှစ်မဟုတ်လား။အဲ့ဒီ7ရက်တုန်းကဒီကမလေးအိမ်နောက်ကြတာပဲ။အဲ့ဒီတော့မောင်နိုင်ပြေကအသက်အစိတ်လောက်ရှိနေပြီ။ကိုမချစ်တဲ့လူလည်းဖြစ်ဖြစ် ို့ထက်လည်းအသက်အပုံကြီးကြီးပြန်ဆိုတော့ကမလေးဟာသူ့မာနာကလေးနဲ့သူနေတဲ့ထမရဲ့မောင်လိုက်ဖေနဲ့သူ့အမေကလည်းသူ့ကိုအောက်ကျုပ်စေခြင်းနဲ့သူ့ကိုထားရမှာနေစေခြင်းနဲ့ဆိုတော့ကမကလေးဟာသားအမိနှစ်ယောက်စလုံးနဲ့ကိုတိုက်ရိုက်သွားထိုးတော့တာပဲမောင်လိုက်ဖေဟာအရှိုင်းနှစ်ကတိတ်ဝသနာပါတယ်ဒီထဲအရက်မူလာရင်ဒီတငယ်ကလူစိတ်ပြောက်တယ်ဆိုတော့ကမကလေးတေရောပေါ့ကွာတကတကရိုက်ပြီဆိုရင် မထနိုင်အောင်ရိုက်တာပဲ။ ေလူမျောပါရိုက်တာပဲကြိုက်ရင်လေလူရှိသူရှိရဲ့လို့မရှောင်ဘူးတခါပေပေရှိနေတော့ဘာကိစ္စနဲ့လဲမစုံနိုင်ဘူးကောင်မကလေးရှင်ကိုလက်သိနဲ့ထိုးလိုက်တာ ပုံလျက်သားချသွားတယ်ပြဖေလည်းလမ်းပြန်ပြီးထူမလို့သွားတယ်မောင်လိုက်ဖေကပေပေကိုဆွဲထားပြီးနေပြစီဦးကျွန်တော်လင်မယားရဲ့ဖြစ်တဲ့အထက်ဘေးကလူဝင်တာကျွန်တော်မကြိုက်ဘူးလို့ငါ့ကိုပြောတယ်ငါလည်းဒေါသဖြစ်ပြီးပြန်ထွက်လာခဲ့တယ်နောက်တနေ့မတာပိုးရပြီးအောင်းမိနေတာပဲ ကောင်မလေးလည်းသူ့ဝက်ကမကောင်သေးတော့မတည်နိုင်ဘူးကွာအဲ့ဒီလိုသားကချွေးမကိုရှိုင်းနဲ့ထိုးချိန်နေတာအမေလုပ်တဲ့သူကတခွန်းဝင်မတားဘူးသူ့စိတ်လိုက်တော့အတော့မပြတ်ဘူးလိုင်ဖေးအမေမမျှရှင်ဆုံးတာလူကလေးကြားလိုက်သေးသလားလူကလေးအစိုးရအလုပ်ဝင်လို့လို့နှစ်နှစ်လောက်ရှာမှာပဲချင်နေစုံနေအမေဆုံးပြီးမောင်လိုက်ပေကပို့ပြီးတောင်ရှင်းလာသေးတယ်ညာကြီးတဲ့ငါဆိုင်တွေထဲမှာဒီမောင်လိုက်ပေဝင်ပြီးတော့ မှန်တွေပကံတွေရိုက်ခွဲမှုတဲ့ဆိုင်ရာမရှိတလောက်ပဲဒီလိုရမ်းရမ်းပြီးကြော်ရတာခဏခဏပဲအချက်မူရင်ဒီသူငယ်ကလူစိတ်ပြောက်တယ်တပတ်သားကိုတဲ့ပြီးထိုးချင်ရိုက်ချင်တာပဲလူတွေကိုမရမ်းမနှက်ရမထိုးမချိန်ရရင်မှန်တွေပကံတွေကိုခွဲတာပဲကောင်းပါလေလေဂျီချန်တွေပဲထင်ပါရဲ့ကွာချောင်းဆိုသေးပါယောဂဖြစ်ပြီးအိရာတွေကမထနိုင်တာသုံးနှစ်လောက်ရှိသွားပြီညလန်မထူပါဘူးကွာတိမ်ပါပဲလို့အဖေကပြောတယ် ါကြောင့်မို့မကင်လာတယောက်နေကောင်းရဲ့လားလို့မေးတာ ကိုလိုက်ဖေးမဖြေတာကိုလို့တားကပြောတယ်။အဲ့ဒီလိုပြောပြီးဒီလူနဲ့ကျွန်တော်နဲ့အလုံးလုံးလို့ဖြစ်ပါမလားဖေးဖေးလို့တားကမေးတယ်။ဒါတခုတော့ကောင်းတယ်။ဒီသူငယ်ရောသူ့အဖေကိုထုံရော အလုပ်ထဲကဝင်မလျှောက်ဘူး။သူတို့ဟာသူတို့မူးနေရအပျော်ပါလိုက်နေရဖဲရိုက်နေရရင် ပြီးတာပဲလို့အဖေကဖြေတယ်။ကျွန်တော်ကောလိပ်ကျောင်းမှာတုန်းက မခင်လာတမိကလေးတယောက်ရတာကျွန်တော်ကြားတယ်။သူ့မှာသာသမီပဲနှစ်ယောက်ရှိတယ်လေလို့အသားကမေးတယ်။အဲ့ဒီတမိကလေးတယောက်ပဲမမေကြီးတဲ့။ဒါပေမဲ့လူတွေကတော့အကြီးလို့အခေါ်များတယ်။ဆယ်နှစ်ဆောင်မိဘွယ်မှာရှုံးတာနဲ့ကြောင်းထွက်နေတယ်လို့အဖေကဖြေတယ်။မခင်လာရဲ့အဖေရော အမေရောညီမကလေးမခင်တောင်းရော အားလုံးဆုံးကြပြီနော်။ကျွန်တော်မူပြီးမှတော့ကမိမိပြောပြတယ်လို့သားကပြောတယ်။အေး အားလုံးဆုံးကုန်ကြပြီ မခင်လာဒီမောင်းလိုက်ဖေးနဲ့သူ့ကိုအတင်းပေးစားရမလားလို့အမေကိုစိတ်နာတာနဲ့အမေတေကန်ဒီမှာခေါ်တာလည်းမလာဘူးတေတော့မတားလဲလိုက်မဖို့ဘူးအမေကြီးမတေခင်သမီးအတွက်အများကြီးစိတ်မချမ်းမသာဖြစ်ပြီးဒီသွားရရှာတယ်လို့အဖေကပြောတယ်။ဩဒီလောက်ထိအောင်ဖြစ်သွားရင်နော်မခင်လာအနှိမ့်ဆက်ခံနေရတာတို့အမေတေတာတို့တော့စိတ်နာပြီးမခင်လာမသွားတာတို့ အဲ့ဒါတွေကိုမင်းမီးကျွန်တော်ကိုတခေါမှမပြောဘူးလို့တာပြောတယ်။မင်းမီမီကတော့သူများအကြောင်းဆိုရင်ဘာမှမပြောချင်ဘူး။ရှင်ငုံနေတာပဲလို့ဖေကပြန်ပြောတယ်။ဒီလိုဆိုရင်မကင်လာသူ့အမိကိုအတော်စိတ်နာနေတာပေါ့လို့တာပြောတယ်။မိဘဆိုတာတာသမီးကိုဘယ်မှာဒုက္ခရောက်စေချင်မလဲ။ကောင်းစားစေချင်တာကြီးပဲပေါ့။ဒါပေမဲ့မိဘတွေလည်းပုထုရှင်တွေပဲဆိုတော့ ာကိစ္စသမီးကိစ္စတွေမှာတခါတခါလဲအတွက်မှားကြတာပဲအမှန်စင်စင်ကိုခံရတဲ့အတွက်မိဘကို စိတ်နာတာတော့လမ်းမမှန်ဘူးလူကလေးသက်တော်မှန်တယ်မြဘဝပေါင်းများစွာက သူတို့လောက်ခဲ့ကြတဲ့ကောင်းတဲ့ကံတွေကိုရောမကောင်းတဲ့ကံတွေကိုရောအလုံးအမွေခံရတာပဲသူများကိုကိုကနှိပ်စက်ခင် ကိုလည်းပြန်ခံရမှာပဲနိဗ္ဗာန်ရောက်မှာပဲဒီဝိဆင်းရဲတွေကလွတ်မှာပဲလို့အဖေကပြောတယ်ဟုတ်ပါတယ်ဖေဖေလို့တာကသဘောတူလိုက်တယ် ကဲပေပေဖုန်ကြီးမလုပ်ခင် စီမံသွားချင်တာလေးတွေနည်းနည်းပါးပါးရှိနေသေးတယ်လို့စကားကိုပြောင်းလိုက်ပြီးသူတို့အခုနေတဲ့အိမ်အပြင်အိမ်ငှားထားတဲ့အိမ်နှလုံးရှိတယ်။မင်းမမေရဲ့လက်ဝဲလက်စားကလေးအနေချင်းရှိတယ်။မင်းမမေခြေဆောင်တက်ဆောင်ဆိုပြီးစုထားတဲ့ငွေကလေး2000ကျော်ကျော်လောက်ရှိရဲ့။အဲ့ဒါတွေကို လူကလေးပြလို့လှုပ်ချင်တယ်လေလို့မေးတယ်။ပေပေဆိုင်တယ်လို့လှုပ်ပါ။တာကပြန်ပြောတယ်။မင်းတော်လေးတင့်မီဟာအိမ်နောက်ပြူအောင်မလား။ ဒီလိုပဲနေသွားမလားမသိဘူးသူ့ကိုလည်းပစ္စည်းနည်းနည်းပေးခဲ့ချင်သေးတယ်လို့အဖေကပြောတယ်ဖေဖေကြိုက်တဲ့လောက်ပေးလိုက်ပါပိုရာကိုဖေဖေလူကျင်တာတွေလူသွားပါဒါအတွက်ဒါတွေကဘာမှအတုံးမဝင်တော့ပါဘူးလို့တာအပြောတယ်ဒီလိုဆိုရင်ငွေကို ပရိယတ်တိစပြင်ပွဲအဖွဲ့နဲ့သာသနာရိတ်တာထောက်ပံ့ရေးအဖွဲ့တဝက်စီလူလိုက်မယ်အိမ်သုံးလုံးနဲ့မင်းမေရဲ့လက်ဝတ်လက်စားတွေကိုမင်းတော်လေးကိုပေးလိုက်မယ်လို့အဖေကပြောတယ်ဒါကသဘောတူတယ် တောင်းလောက်ကြတော့မောင်မြစ်စိန်အိမ်ပေါ်တက်ပြီးဖရာဝေပြူတယ်။ဦးသိန်းဟာမတ်တင်မီကိုခေါ်လိုက်တယ်။မတ်တင်မီရဲ့စိတ်ထဲမှာတော့ဦးသိန်းနဲ့ပြန်ပြီးလက်ဆက်ဖို့လောက်ပဲဆွဲနေတဲ့အတွက်ဦးသိန်းကခေါ်လိုက်တဲ့အခါဒီအကြောင်းကိုပြောမှာပဲ။သူ့မမဆုံးပြီတော့မကြသေးခင်ခဲဦးနဲ့ခဲမဒီလိုယူလိုက်လို့ကောင်းပါမလား။တူလေးမောင်မြင့်ကိုလည်းအားနာစရာကြီးလို့တွေးရင်ဦးသိန်းအနာကိုသွားတယ်ဟိုတိန်ကနောက်တနေ့မှ သူ့ဖုန်ကြီးလောက်တော့မယ်ဆိုတဲ့စကားကိုကြားတဲ့အခါလေထဲမှာ သူစောင့်နေတဲ့ပြီးဖို့အမိုးလောက်သာကျန်တော့တဲ့တိုက်ရင်ကြီးကဝုံကနေပြူချသွားတာသူမြင်လိုက်ရတယ်။ဦးသိန်းလည်းပစ္စည်းတွေကိုဘယ်လိုလုပ်ရမလဲဆိုတာပြောပြီးတန်တစ်တာတော့ကိုမတ်တင်မီလက်ထဲထည့်လိုက်တယ်။အဲ့ဒီလိုစီစဉ်စရာတွေစီစဉ်ပြီးနောက်တနေ့ကျတော့ရဟန်းကန်ကိစ္စဆရာတော်ကိုရှောက်ဖို့သာသနာရေးတာကိုတွားတယ်။ဆရာတော်ကဘယ်နည်းလောက်ရဟန်းခံကျင်တယ်လဲလို့မေးတယ်။နောက်တနေ့ပဲလို့ဦးသိန်းကရှောက်တယ်။ ကုသိုလ်ဆိုတာမြင်မြင်လုပ်နိုင်လေကောင်းလေပဲလို့အမေရှိပြီးဆရာတော်ကတာရုခေါ်တယ်။သာသနာရိပ်တာကပြန်လာပြီးအကြောင်းကြားတဲ့နဲ့မိတ်ဆွေတချို့ကိုဟူသိမ့်ကိုယ်တိုင်လိုက်ပြီးအကြောင်းကြားတယ်။နောက်တနေ့မှချိန်ထားတဲ့အတိုင်ဟူသိမ့်ရဟန်းခံတယ်။အပိုင်း29ကိုဆက်လက်ဆောင်မျောနှာစင်ပေးကြပါအောင်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။